တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့မျိုးဆက်သစ်လူငယ်တွေကိုလက်တွဲခေါ်ဆောင်သွားမယ်ဆိုတဲ့ကိုနေတိုးရဲ့ video လေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ် အဓိကတော့ဟောပေါ့နော်တကယ်ကိုပေါ့နော်ဟိုအရေးချင်းရှိပြီးတော့တကယ်ကိုအမှုပညာရသားကိုဖန်တီးနိုင်တဲ့လူငယ်တွေလည်းအများကြီးလိုအပ်တယ်လေဆိုတော့ဒီလိုမျိုး generation အစ်စ်တွေနဲ့ဟိုရိုက်နေတယ်ဆိုတာကကျွန်တော်တို့အမှုပညာလောကအတွက်လိုအပ်ချက်တစ်ခုကိုကျွန်တော်ဖြစ်နေတဲ့သဘောပုံစံမျိုးပါပဲဒါကတော့အချိန်ကြာကြာဖြတ်သန်းတဲ့လူပညာရှင်တိုင်းပေါ့ဒရိုက်တာဆိုရင်လည်းငယ်ဒရိုက်တာအကြီးတွေဆိုရင်လည်းအငယ်တွေကို အာပံ့ပိုးပူနေရမယ်တေဥဆောင်ကြီးတွေဆိုရင်လည်းတေဥဆောင်ငယ်တွေကိုလက်တွဲပြီးတော့အော်ဒီလိုမျိုး lesson ကမ်းပြီးတော့လူပညာအမွေလူပညာအော်လောကအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားကြရမယ်ဥပမာပဲပေါ့နော်အဲတချို့အလုံးလုံးနိုင်တဲ့ driver ကြီးတွေရှိတယ်လို့အလုံးမလုံးနိုင်တဲ့ driver ကြီးတွေလည်းရှိတယ်အဲ့ခါကျတော့သူတို့ကအစီအမီအစင်ပေါ့နော်ဒါ driver အငယ်တွေကိုဒါ lesson ကမ်းပြီးတော့သွားရတာပေါ့အဲ့လိုသွားမှသာလေကျွန်တော်တို့ကလူပညာလောကပို့ပြီးတော့ခိုင်မြဲမယ်ပို့ပြီးတော့ အဲကျွန်တော်တို့ဒါဘယ်လိုရှင်းသင်မယ်ပေါ့နော်အဲအဲ့သဘောနဲ့အငယ်တွေနဲ့လက်တွဲပြီးတော့လုံးလုံးဖြစ်တာဟုတ်ကဲ့ပါအခုလိုမျိုးဒါမျိုးဆက်တဲ့လူငယ်တွေကိုဒါလက်တွဲခေါ်ဆောင်သွားမယ်လို့ပြောကြားသွားခဲ့တဲ့ကိုနေတိုးကိုဒါဘလို့များမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်းဆိုင်ကြပါစေခင်ဗျာ